ခါရောက်ပြီးသတ်မှတ်လို့ရတယ်။2025ခုနှစ်မေလ2ရက်နေ့နာနဲ့6နာရီအလုံးမမင်္ဂလာပါမောင်ချန်နယ်လေးရကျူစွလိုက်ပါတယ်မိုးခုတက်ဆက်ပေးခြင်းတဲ့ဗီဒီယိုလေးကတော့မေလ2ရက်နေ့အတွက်မုံတိုင်းသတင်းနဲ့ငလင်သတင်းကိုကြိုတင်ခန့်မှန်းပေးထားတဲ့မိုးလေဝသပညာရှင်ဦးထစ်တင်ရဲ့ဗီဒီယိုလေးကိုတက်ဆက်ပေးမှာဖြစ်ပါတယ်ကြီးတဲ့အမျိုးလည်းဘ ഹു တရရောက်လို့ပြန်လဲမြောက်လိုက်တာပဲဖြစ်ပါတယ်ဒါဆိုရင်ဗီဒီယိုဖိုင်လေးကိုကြည့်လိုက်ကြရအောင်နော်2025ခုနှစ်မေလ2ရက်နေ့ နာနဲ့6နာရီဂျိုလူလေလာကောင်းနေရာတိုင်းတာရရှိချက်တွေအပေါ်ကနေပြီးတော့မြမာပြည်ယာဒီဥတုအခြေအနေများကိုဆက်လက်လေ့လာတင်ပြမှာဖြစ်ပါတယ်ဒီကနေ့ဂျိုလူကပေးပို့တဲ့ပုံတွေရဗင်္ဂလားပင်လေပြင်ကလေရှိကြောင်းတွေကိုလေ့လာကြည့်တဲ့အခါမှာလေလူရှုပ်ထွေးမှုအနည်းငယ်ဖြစ်ပြီးတော့တချို့လေရှိကြောင်းတွေကမြမာပြည်ပင်လေ ကန်ယူရနဲ့ဆင်အောက်ဖက်ကိုစီးသွားတာတွေ့ရသလိုပဲအပေါ်ပိုင်းကဆင်းလာတဲ့လေစီးကြောင်းကလည်းနေပြည်တော်အောက်နာအထိဆင်းလာတာတွေ့ရပါတယ်အဲ့ဒါဘာလို့ပြောနေလဲဆိုလို့ရှိရင်ဒီနေရာမှာဒေသတွေမှာလက်ရှိမိုးရွာနိုင်တဲ့လေစီးကြောင်းမလို့မြန်မာပြည်အနှံ့ပြားမှာမိုးရွာနေတယ်လို့ပြသပါတယ်အဲ့တော့အဲ့ဒီရွာတဲ့မိုးတွေကဗမာပြည်မှာလက်ရှိ ကောင်းကင်အမြင့်မှာရှိတဲ့မိုးတိမ်တွေကို အပြာရောင်နဲ့ပြထားပြီးတော့ဒီအညိုရောင်အဝါရောင် ပြပေါ်လေးတွေဟာမီတာတစ်ထောင်လောက်မှာရှိတဲ့တိမ်တွေဖြစ်ပါတယ်ထို့တူပဲဒီကန်ယူရာမှာ ရင်ခွေးထုတ်လုပ်မှုမရှိပေမဲ့လည်းစောစောကပြောတဲ့လေစီးကြောင်းမလို့ဘင်္ဂလားပင်လယ်ထဲမှာဆက်လက်ရင်ခွေးထုတ်လုပ်နေသလိုပဲအိန္ဒိယသမုတ်တရာနဲ့စော်ဒီအာရေဗျပင်လယ်ကလာတဲ့ရင်ခွေးတွေကလည်းဆက်လက်ထုတ်လုပ်ပြီးတော့ ်္ဂလားပင်လယ်တွေကိုတွန်းပို့နေပါတယ်ဒီအတွက်ကြောင့်လို့ဗမာပြည်မှာမိုးများလိုက်နှစ်ရက်သုံးရက်မိုးနည်းလိုက်နှစ်ရက်သုံးရက်ငါးရက်လောက်အဲ့လိုမျိုးဖြစ်နိုင်တဲ့အနေအထားကိုကျွန်တော်တို့ခံမှန်းတော့ရပါတယ်ဒီကနေ့မနေ့6နိုင်မှနေ့လယ်7နိုင်အတွင်းမိုးရွာသွန်းနိုင်တဲ့ဒေသတွေကတော့ကချင်ပြည်နယ်စကိုင်းတိုင်းအထက်ပိုင်းချင်းတောင်နှံရခိုင်ရိုးမှာပဲခူးတိုင်းအထက်ပိုင်းအေအော်ဒီတိုင်းအထက်ပိုင်း နေပြည်တော်မန္တလေးတိုင်းရှမ်းပြည်နယ်တစ်ခုလုံးကရင်ပြည်နယ်တနင်္လာရီတိုင်းတို့မှာဆက်လက်ပြီးတော့မိုးရွာနိုင်တဲ့အနေအထားကိုတွေ့ရပါတယ်။နေ့လယ်12နာရီမှညနေ6နာရီရောက်တဲ့အခါမှာတော့အချို့နေရာတွေမှာမိုးပါသွားတာတွေ့ရပါတယ်။ဒါပေမဲ့လည်းရခိုင်ရိုးမနဲ့ရခိုင်ပြည်နယ်အထက်ပိုင်းချင်းတောင်တန်းသခိုင်းတိုင်းအထက်ပိုင်းကချင်ပြည်နယ်မန္တလေးတိုင်းအရှိတ နေပြည်တော်ရှမ်းပြည်နယ်တစ်ခုလုံးကယားပြည်နယ်အေအိုဒီတိုင်းအထက်ပိုင်းရန်ကုန်တိုင်းအထက်ပိုင်းကရင်ပြည်နယ်တနင်္လာရီတိုင်းမှာဆက်လက်ပြီးတော့မိုးရွာနိုင်ပါတယ်ညနေ6နာရီမှည7နာရီရောက်တဲ့အခါမှာတော့မြမပြည်အနှံ့အပြားမှာပြန်လည်ပြီးတော့မိုးရွာသွန်းနိုင်တဲ့အနေအထားတွေ့ရပါတယ်ဒို့ဝိမဲ့လဲမန္တလေးတိုင်းအနောက်ဘက် နေပြီးတော့အနောက်ဘက်မကိုးတိုင်းမှာတော့မိုးနည်းနည်းလေးသာရွာနိုင်ပါတယ်ထို့အတူအေအာဝတီတိုင်းအောက်ဖက်မှာလည်းမိုးနည်းငယ်သာရရှိနိုင်တဲ့အခြေအနေကိုတွေ့ရပါတယ်ဒီတော့ကျွန်တော်တို့နှစ်ရက်နေ့တနေ့ကုန်24နာရီအတွင်းရနိုင်တဲ့မိုးရေရှင်ကိုတွက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့မန္တလေးနေပြည်တော်ကနေပြီးတော့အရှိဘက်ရှမ်းပြည်နယ်တစ်ခုလုံးအတွင်းမှာအဝါရောင်ပြထားတာက ဣတတမ၄လမကို24နာရီအတွင်းမှာရရှိနိုင်တဲ့ခံမှန်းပြီးတော့အခြားတိုင်းနဲ့ပြည်နယ်တွေမှာတော့ဓာတမ၅လမပောင်းဝန်းကျင်မိုးရွာနိုင်တယ်လို့ကျွန်တော်တို့ခံမှန်းရပါတယ်။ချင်းမိုင်မှာလည်းချင်းမိုင်ချင်းရိုင်းမှာလည်းဆက်လက်ပြီးတော့မိုးရီကျေ၂လမလောက်ရနိုင်ပါတယ်။မဲဆောက်ဖလူးပောင်းဝန်းကျင်မှာလည်းဆက်လက်မိုးရရှိမှာဖြစ်ပါတယ်။ဗန်ကောက်နဲ့မာဆိုင်မှာတော့မိုးပွဲလေးတွေတော့ ရရှိနိုင်ပါတယ်။၃ရက်နေမနေ့တနာရီရနေပြီးတော့မနေ့6နာရီအတွင်းမှာမြမပြီးအရှိကျန်းတစ်ခုလုံးဆက်လက်မိုးရွာနိုင်ပါတယ်။နောက်ဘက်ကတော့မိုးပါတော့မှဖြစ်ပါတယ်။မြမပြီးအရှိဘက်ချမ်းထဲမှာဆိုရင်ကချင်ပြည်နယ်၊သခိုင်းတိုင်းထက်ပိုင်းမန္တလေးတိုင်းနေပြီးတော့စစ်တောင်းမြင့်ဝိုင်းရဲ့အရှိဘက်ကျန်းတစ်ခုလုံးနဲ့ကယားပြည်နယ်၊ပဲခူးတိုင်းအရှိကျန်း၊ကရင်ပြည်နယ်တရင်းနိုင်တိုင်းတို့မှာ တက်လက်ပြီးတော့မွေးရနိုင်ပါတယ်မနေ့6နိုင်ရနေပြီးတော့နေ့လယ်နေ့လယ်7နိုင်ရောက်တဲ့အခါမှာတော့ရွာနေတဲ့မိုးတွေကအချို့ဒေသမှာရနာပြီးတော့မိုးပွဲအဖြစ်ကြဆင်းသွားနိုင်တဲ့အနေအားရှိပေမဲ့ AOD တိုင်းရခိုင်ပြည်နယ်အောက်ဖက်နေပြည်တော်နဲ့မန္တလေးကြားမန္တလေးတိုင်းအထက်ပိုင်းအရှိဘက်ချမ်းရှမ်းပြည်နယ်ကချင်ပြည်နယ်စကိုင်းတိုင်းအထက်ပိုင်းတို့မှာနေရာကွက်ကြား ဆက်လက်မိုးရွာနိုင်ပြီးတော့မိုးပြင်းလဲအစနဲ့သတင်းလာရီတိုင်းမှာဆက်လက်မိုးရွာနိုင်တဲ့အနေအထားတွေ့ရပါတယ်။နင်းလဲ7နာရီကနေပြီးတော့ညနေ6နာရီရောက်တဲ့အခါမှာတော့အပေါ်မှာရှိတဲ့မိုးတိမ်နေကုန်ကန်နီးဖြစ်ပြီးတော့မြောက်ဘက်ကကချင်နဲ့သခိုင်းတိုင်းအထက်ပိုင်းမှာဆက်လက်မိုးရွာနိုင်တယ်လို့ပဲရှမ်းပြည်နယ်အရှေ့မြောက်အနည်းငယ်ရွာတယ်။မန္တလေးမှာသခိုင်းမှာမိုးပွားနေနေကြတယ်လို့ပဲနေပြည်တော် ရန်ကုန် EAOD တိုင်းမှာမိုးပွားဆက်ကြနိုင်ပါတယ်။ကရင်ပြည်နယ်အောက်ပိုင်းနဲ့တရင်းတိုင်းတိုင်းအောက်ပိုင်းမှာတော့ဆက်လက်မိုးများနိုင်ပါသေးတယ်။တနေ့နေ့3ရက်နေ့24နာရီအတွင်းရွာမဲ့ဒေသတွေကိုကျွန်တော်တို့တိုတယ်ထုတ်လိုက်တဲ့အခါမှာဆိုရင်ကချင်ပြည်နယ်၊သခိုင်းတိုင်းထက်ပိုင်းမန္တလေးတိုင်းနေပြီးတော့စစ်တောင်းရိုးမှကယားပြည်နယ်ရန်ကုန်တိုင်းပဲခူးတိုင်း အေယာဝတီတိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်သတင်းနိုင်တိုင်းတို့မှာဆက်လက်ပြီးတော့မိုးရရှိတဲ့အတွက်ကြောင့်မလို့ဒီဒေသတွေမှာဓာတ်သမ၅လက်မပေါင်းခြင်းလို့ခံမှပါလေထိုင်းနိုင်ငံအနေထားကိုကြည့်မယ်ဆိုလို့ရှိရင်တော့ချင်းမိုင်ချင်းရိုင်းမှာမိုးပါပါရွာတကယ်လို့ပဲမဟာချိုင်ဘန်ကောက်မှာလည်းမိုးအနှဲငယ်ကျနိုင်တဲ့အနေထားကိုကျွန်တော်တို့တွေ့ရပါတယ်မဲဆောက်မှာတော့မိုး ပါပါလေးကြာနိုင်ပါတယ်ကျွန်တော်တို့စိုက်ပျိုးရေလှုပ်တဲ့ဒူတွေအတွက်လက်ရှိရွာနေတဲ့မိုးရေချိန်စုစုပေါင်းကို မေလ2ရက်ကနေပြီးတော့မေလ9ရက်အတွင်းမှာမြမပြည်ပေါ်ကိုကြာလာမဲ့မိုးရေချိန်စုစုပေါင်းကို ကျွန်တော်တို့ခမန်းစက်တွေနဲ့တွတ်ထုတ်ကြည့်တဲ့အခါမှာဆိုရင် ဟောဒီအဝါရောင်ပြနေတဲ့ဗမာပြည်အထက်ပိုင်းမန္တလေးတိုင်း နဲ့နေပြီးတော့ကြာရှမ်းပြည်နယ်အောက်ဖက်စစ်တောင်းရိုးမှာသတင်းသာရီတိုင်းတော်ဆိုလို့ရှိရင်မိုးရည်ကြိမ်6လမှနေပါလောက်ဝန်းကျင်လောက်ရရှိနိုင်ပါတယ်တခြားပြာရင်ဒေသတွေอ่ะဆိုလို့ရှိရင်တော့မိုးရည်ကြိမ်7လမှနေပါလောက်ရရှိနိုင်တဲ့အနေအထားရှိပါတယ်ဒီအခြေအနေဝေါ်ကိုသိလို့ရှိရင်တော့တောင်သူတွေဘလို့ပြင်ဆင်နေမယ်ဆိုတာပြင်ဆင်ဖို့လိုအပ်ပါတယ် နောက်တစ်ချက်ကျွန်တော်ပြောလိုတာကကျွန်တော်တို့2024တုန်းကတောင်သူတွေ၃ကာလောက်တောင်စိုက်ရင်းနဲ့ပြည့်ရတဲ့ယာစီအခြေအနေမျိုးမဟုတ်တော့ပါဘူးလို့ပြောချင်ပါတယ်။အဓိပ္ပာယ်ကတော့ကမ္ဘာယာစီဥတုဖြစ်စဉ်ကို လေ့လာမယ်ဆိုလို့ရှိရင်တော့ကမ္ဘာကြီးရဲ့ပစိဖိတ်နဲ့အိန္ဒိယသမုဒ္ဒရာပူငွေ့မှု နှစ်နှစ်သုံးနှစ်ဖြစ်ပြီလို့ရှိရင်ပြန်ပြီးတော့အေးပါတယ်။ 2022ကနေပြီးတော့2023အဝင်မှာဆိုလို့ရှိရင်တောက်လျှောက်နေပြီးတော့ El Nino ဆိုတဲ့အပူဒဏ်ကိုကျွန်တော်တို့တစ်ကမ္ဘာလုံးခံရရပြီးတော့ကျွန်တော်တို့ဗမာပြည်မှာဆိုလို့ရှိရင်တော့ပစိဘိတ်ဒေသကဝင်လာတဲ့လေပူလိုင်းတွေကြောင့်မလို့မုံတိုင်းတွေဗမာပြည်ကိုကြီးမားစွာရေပီးဒုက္ခတွေကြုံရပြီးတော့ site တဲ့စဘာကင်းတွေအကျဉ်းကြီးပြည့်စည်ရတဲ့အနေအထားရှိပါတယ် ဒီကနေ့2024ခုနှစ်ဧပြီလပင်လယ်သမုဒ္ဒရာတိုင်းတာကျမှတ်တမ်းနေနဲ့စက်တရပြတ်ချက်ပေးတဲ့အခါမှာဆိုရင်ယနေ့အချိန်မှာဧပြီလ28ရက်နေ့ထုတ်ပြန်တဲ့အစီရင်ခံစာများအရကျွန်တော်တို့ပစိဖိတ်သမုဒ္ဒရာနဲ့အိန္ဒိယသမုဒ္ဒရာမှာဆိုလို့ရှိရင်လာနီညာရာသီဥတုစတင်နေပြီလို့သတိပေးချက်တွေထုတ်ပြီးတော့ပြင်ဆင်ဖို့သတိပေးနေပါတယ်ကျွန်တော်တို့ပြောကျင်တဲ့အတိပ္ပယ်က 2025ခုနှစ်ဟာမိုးရာသီစောမယ်ဆောင်းတွင်းမှာလာနီညာဖြစ်မယ်လောလောဆယ်ကူပဲကောင်းငင်က မိုးသီးတွေကျနိုင်တဲ့အနေထားဟာဆိုလို့ရှိရင် ကျွန်တော်တို့ဗမာပြည်ကိုဝင်မဲ့မုန်တိုင်းဟာနောက်ဆုတ်သွားနိုင်တယ်လို့ပဲကျွန်တော်တို့မိုးရာသီဟာတာမန်မိုးရာသီအနေထားဖြစ်ပါတယ်ကျွန်တော်တို့မိုးရာသီစောမယ်ဆိုတဲ့အဓိပ္ပာယ်ကတော့တနည်းအားဖြင့်အာရေဗျပင်လယ်ကပတ်ဝင်လာတဲ့လေစီးကြောင်းဟာ ဘင်္ဂလားပင်လယ်အော်ကိုဖြတ်ပြီးတော့မြန်မာပြည်ကိုအပြည့်အဝဝင်မဲ့အချိန်ကတော့မေလ15ရက်ဆိုပြီးတော့ကျွန်တော်တို့ရဲ့ပညာရှင်များအုပ်စုကခမန်းထားကြပါတယ်။ဒါပေမဲ့လည်းမုတ်တုံလေးတွက်ချက်ချင်းနဲ့ဝင်ရောက်ချင်းတွေတီးတန့်ပညာရှင်များအုပ်စုကထုတ်ပြန်ကြေညာကြများကိုလည်းကျွန်တော်တို့စောင့်ကြည့်လေ့လာဖို့တော့ပါတယ်။ အဲ့ဒီအတွက်ကြောင့်မလို့မတိတာများရှင်မေးများနိုင်ပါတယ်ကျွန်တော်တို့လည်းလူတွေများတဲ့အခါကျတော့လူတန်းကို မဖြေချားပေးနိုင်တော့လည်းပဲအရေးကြီးမဲ့ထင်တဲ့အချက်ကလေးတွေတော့ကျွန်တော်တို့ပြန်လည်ပြီးတော့ရှာဖွေပြီးတော့ရှင်းလင်းတင်ပြနေပါတယ်ဗီဒီယိုဖိုင်နဲ့ကြည့်လို့များတဲ့လူတွေအတွက်ကိုသက်ထရီနိုင် Telegram ကနေပြီးတော့ MP3 ဖိုင်နဲ့ကျွန်တော်တို့ပြုလုပ်ပေးထားပါတယ်ဒေါင်းလုဒ်လုပ်ပြီးတော့မိမိတို့မိတ်ဆွေများကိုလည်းမျှဝေပေးကြပါအားလုံးကျေးဇူးတင်ပါ အော်မိုးလေးတစ်ခေါက်ရွာသွားတာမန္တလေးရဲ့အခြေအနေပါအိုးမိုးလေးတစ်ခေါက်ရွာသွားတာမိုးလေးတစ်ခေါက်ရွာသွားဒါက83နှစ်မှပြပါတော့။ဟိုဘက်လမ်း80တွေလည်းအကုန်ညုံနေပါတယ်။ခုအပြင်ထွက်ဖို့စဉ်းစားနေရင်တော့ ခြေနေရတော့ရေမဆိုခြင်းတော့ဒီလိုပါတော်ထဲမှာကိုရပြိမိတာ

အထီကိုမုံနဲ့တတိနဲ့ငလေးတတိကိုကြွတိခမ်းမပေးသွားရပဲဖြစ်ပါတယ်ဗီဒီယိုဒီမှာဆိုလို့ရှိရင်တော့မိုးလီဝတ်တပညာရှင်ဦးထစ်တင်ရပါတော့ဒီငလေးဒေသမှာရှိတဲ့ပြည်သူတွေရဲ့တောင်သူဦးကြီးတွေရဲ့ကြွတိပစ္စည်းကောက်ွယ်လို့ရအောင်လို့ကြွတိခမ်းမပေးလိုက်တာပဲဖြစ်ပါတယ်ကြွတိခမ်းမပေးလိုက်တဲ့မိုးလီဝတ်တပညာရှင်ဦးထစ်တင်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်အဲကြည့်တဲ့အမျိုးတွေလည်းပို့ထားရအောင်လို့ပြန်လဲမျှဝေလိုက်တာပဲဖြစ်ပါတယ်မိုးရဲ့ဗီဒီယိုလေးကိုစုံထည့်လက်ပတ်ကြည့်ရှုပြီးတော့အားလုံးကျေးဇူးတင်ပါရှင်နောက်ထပ်လည်းမိုး ဗုဒ္ဓရရဆက်ပြီးလေးလေးဆက်လေးတင်နေဟာတာဗီဒီယိုလေးလစ်စင်နေတက်ဆက်ပြီးတော့မှာမို့မွေး channel လေးကို like subscribe နဲ့တော်ဖို့တောင်းဆိုပါရှင့်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်တဒါ